မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ online ပေါ်မှာမင်း online နဲ့သူ့မိမကျူကျူလအပါဝင်စစ်ရရှိများကိုဂုံးတိုက်ခါကြစေရန်ပြောဆိုခဲ့တဲ့အမှုဟောင်းများနဲ့တိုင်ကြားခံနေရတဲ့ American နိုင်ငံသူတမီးစိုးခေါ်တက်ကိုကိုကိုမနေ့ကရန်ကုန်လေစိတ်မှာဖမ်းဆီးပြီးတော့ပြည်ဦးလွေရဲစခန်းကိုပို့ဆောင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ7ရက်နေ့မနေ့9နာရီခွဲအချိန်မှာအပြည်ပြည်ဆိုင်ရာမြန်မာလေးချောင်းခရီးစဉ်အမှန် 8M335 နဲ့ရန်ကုန်လေးစိတ်ကနေထိုင်းနိုင်ငံသူ့နာဘူမိလေးစိတ်ကိုထွက်ခွာမယ်တက်ကိုကိုခေါ်တမီးစိုးကိုစစ်တပ်ကရန်ကုန်လေးစိတ်မှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်တမီးစိုးကို ပြင်းဦးလယ်မှာဆက်သွယ်ရေးဥပဒေပုံမှန်66ဂါဂျီနဲ့အေတင်ကိုဆိုသူကအမှုဖွင့်ထားတယ်လို့သိရပါတယ်ဒါအပြင် စစ်ခွေးတပ်ဘက်ကမင်းအောင်လိုင်းကျူကျူလာနဲ့အရာရှိများကိုတိတ်ခါကြားဆင်းစေရန်ပြောဆိုထားတဲ့လူမှုကွန်ရက်ကဗီဒီယိုဖိုင်များကိုလည်းစစ်တပ်ထံကိုပေးပို့ပြီးတော့အေတင်ကိုကဆက်လက်တိုင်ကြားထားတဲ့အတွာအမှုများထပ်မံပြီးတော့တိုးလာနိုင်တယ်လို့၎င်းကပြောဆိုထားပါတယ်။ဖမ်းတာကရန်ကုန်လေစိတ်မှာဖမ်းတာပါရဲဘက်ကတော့ပြင်းဥလွယ်မှာအမှုဖွင့်ထားလို့ပြင်းဥလွယ်ကိုလွှဲမယ်လို့ပြောတယ်။နောက်ထပ်တိုင်နာတာတွေလည်းရှိတော့အမှုတွေထပ်တိုးနိုင်တယ်လို့လည်းရဲစခန်းကပြောပါတယ်။အခုတော့မင်္ဂလာတော့ရဲစခန်းမှာပဲရှိနေသေးတယ်။ ဒီနေ့သုံးဖို့မနှက်ဖန်လောက်တော့ပြင်ဦးလွင်ကိုလွှဲမယ်ထမင်းဟင်းပို့လို့ရသေးတယ်မိသားစုနဲ့တွဲခွင့်ရှိပါတယ်အဆက်အသွယ်လည်းရတယ်လို့သမီးစုရဲ့မိတ်ဆွေဖြစ်သူကရှင်းပြထားပါတယ်သမီးစုကအွန်လိုင်းမှာအေသင်ကိုလို့လူတီများတဲ့အမျိုးသမီးနဲ့ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့မြန်မာနိုင်ငံကိုလာရောက်လဲပတ်ပြီးတော့ရန်ကုန်လေစိတ်ကနေထွက်ပြေးဖို့လုပ်တဲ့အချိန်မှာဖမ်းဆီးခံရခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ဗော်ဒါအထိုင်စခန်းကလူအချင်းပြောင်းပြုတ်လို့ပြီးတော့ပြန်လာတဲ့စစ်ခွေးများကိုမိုင်းဆွဲတိုက်ခိုက်ရာထိခိုက်ဒဏ်ရာရရှိသူအများပြားပြီးတော့ခေယံတချို့ကိုတိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ17ရက်နေ့ည7:00နာရီခန့်မှာပောက်ခေါင်းမြို့နယ်ဘောရာအထိုင်စခန်းကနေလူအချင်းပြောင်းပြုတ်လို့ပြီးတော့ပြန်လာတဲ့အင်အား44ဦးပါတဲ့စစ်ကြောင်းကိုဘကိုးတိုင်းဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့ PKN တိုက်ရင်အမှတ်နဲ့363ညနဲ့တိုက်ရင်တက်ခွဲ3ကရဲဘော်များကတောင်လေကျေးရွာနီးမှာရှိတဲ့ဂွေးပင်ကုန်းနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးများကိုထမ်းစင်နဲ့ပြန်လည်တဲထုတ်သွားတယ်လို့သိရပါဗါး အခုလိုမိုင်းဆွဲတက်ခတ်ပြီးတဲ့နောက်အော်တိုဘားလ12ရက်နေ့မနက်ပိုင်းမှာအဲ့ဒီနေရာကိုတော်လိုင်းရဲဘော်များကနေမြေရှင်းလင်းပြုလုပ်တဲ့အချိန်စစ်တုံးကြောပွဲတလုံး MAG ဘောက်တစ်ခု BA100 ဘုံဒီတစ်လုံး 5.56G 80တောင်း power bank တစ်လုံးတော့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်အလားတူပဲအော်တိုဗာလ၄ရက်နေမနက်ပိုင်းကလည်းပောက်ခေါင်းမြုံနဲ့တောင်လေကျေးပါအထိုင်စခန်းကအင်းအား90လောက်ပါတဲ့စစ်ခွေးခြေလင်းစစ်ကြောင်းကိုဗျူဟာ27ကိုကဲမှုအောင်မှာရှိတယ်ပြီးခိုင်တရင်အမှတ်နဲ့363ရက်နဲ့တရင်တက်ခွဲ3တက်ခွဲ4နဲ့ရွှေတောင်ပကဖတို့ကပူးပေါင်းပြီးတော့အုတ်ဖို့ချေးပါအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုတ် င်ချက်မရှိသေးဘူးလို့ပြောပါရယ်။ဒါအပြင်အော်တိုဘားလ၈ရက်နေ့မှာလည်းပောက်ခေါင်းမြို့နယ်ချင်းလေဂိတ်ကကင်းမုတ်ဝေရန်ထွက်လာတယ်။အင်အား20လောက်ပါတဲ့စစ်ကြောင်းနဲ့ဗျူဟာ21ကိုကဲမှုအောင်မှာရှိတယ်။ပြည်ခရိုင်တရင်အမှတ်နဲ့363ရက်နဲ့တရင်တခွဲ3နဲ့ရွှေတောင်ပတ်ကပကရဲဘော်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်။ ်ပောက်ခေါမြုံနယ်ထဲမှာတော့စိတ်ခွေးတွေနဲ့ထိတွေ့မှုဖြစ်တာကတော့ဇက်တိုက်ကိုဖြစ်ပွားနေတာပါကျွန်တော်တို့ပျောက်ကြားပုံစံမျိုးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပြစ်ခတ်တိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တော့ရဲဘော်တွေထိခိုက်မှုမရှိပါဘူးစိတ်ခွေးတွေကထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်လို့ပြည်ခရိုင်တပ်ရင်းနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းစောမြို့နယ်မှာစစ်ကောင်စီရဲ့တက်ကြွကြီးနဲ့ဒုတက်ကြွတွေကိုတနက်တက်လက်ဘုံတလုံးနဲ့အတူအော်တိုဘားလ17ရက်နဲ့12ရက်နေ့တွေမှာဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖမ်းမိတဲ့စစ်ကောင်စီတပ်သားတွေကကြောက်ထုမြို့အခြေဆိုင်အမြောက်တပ်အမှန်368နဲ့စောမြို့ရဲစခန်းကလို့သိရပါတယ်။မနေ့က2ရက် ဒီကနေ့တယောက်အားလုံးပေါင်း၃ယောက်ပေါ့နှစ်ယောက်ကတော့သူတို့တက်ထဲမှာမနေချင်းလို့ထွက်ပြေးလာကြတာတဲ့ရဲဘော်တွေကဖမ်းမိထားတာပါတယောက်ကတော့စစ်မင်းနေတုံးပဲအချက်လက်တွေအကုန်လုံးကိုသက်ဆိုင်ရာခရိုင်စစ်ဌာနကိုတင်ပြပြီးပါပြီလို့ NUG ကကွယ်ဝင်ကြီးဌာနရောမြူဟာကတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်ခွေးတက်ထဲမှာမနေချင်းလို့ထွက်ပြေးလာတာဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားပါတယ်လို့သူကအသိပေးထားပါတယ်ဖမ်းမိတဲ့နေရာမှာ အတိုတလက်နဲ့လက်ပြုံတလုံးပါလာတယ်လို့ရောမြူဟာတပ်ဖွဲ့ဝင်တဦးကပြောပြထားပါတယ်။ထွက်ပြေးသွားတဲ့တပ်သားတွေကိုစစ်တပ်ကစစ်ကြောင်းထိုးရှာနေတယ်လို့လည်းရောတရင်အင်းမြစ်တချို့ကပြောပါတယ်။မနေ့ကရောမြို့ချေးရွာတဲကိုအင်အားတရာကျော်လောက်နဲ့ဝင်ရှာနေတာတဲ့။ညနေပိုင်းလောက်ပဲကြောက်ထုအမြောက်တပ်ထဲကိုပြန်ဆုတ်သွားတယ်လို့ရောဒေသခံတဦးကပြောပြထားပါတယ်။လက်ရှိစစ်ခွဲတပ်ကကာကွယ်ပစ္စည်းစက်ရုံတွေရှိတဲ့မကွေးတိုင်းပေါင်းမြုံနယ်ဘက်ကနေထီးလင်းမြုံနယ်ကိုစစ်ကြောင်းထိုးနေတာတွေရှိပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကစိုးဝင်းကိုအရေးပါတဲ့အစိုးရဝန်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနဲ့ဗဟိုကော်မတီများကနေပြီးတော့ဖယ်ထုတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ31ရက်နေ့မှာစစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးတော့ကာလုံကအစိုးရအသစ်ပြန်လည်ဖွဲ့စည်းခဲ့ရမှာရခင်ကစိုးဝင်းက ဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်ခဲ့တဲ့အမျိုးသားအဆင့်ကောမဒီနဲ့ဗဟိုကောမဒီများမှာစိုးဝင်းကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘဲမင်းအွန်လိုင်းကနိုင်ငံတော်ဝန်ကြီးအဖြစ်နဲ့တာဝန်ပေးခံရသူညိုစောတို့ကသာအ धिक ဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာတယ်လို့သိရပါတယ်နိုင်ငံအတွက်ရေးပါတဲ့အမျိုးသားအဆင့်ကောမဒီနဲ့ဗဟိုကောမဒီ73ခုထက်မင်းအဲမှာစိုးဝင်းကိုဖဲထုတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ် ်ယခင်ကစိုးဝင်းကဥဆောင်သူအဖြစ်နဲ့ဆောင်ရွက်ခွင့်ရခဲ့တဲ့ဗန်ဒါယီကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့မှမင်းအောင်လှိုင်ကဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်ခဲ့ပြီးတော့ညိုစောကိုဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ခန့်အပ်ပြီးစိုးဝင်းတို့တော့လုံးဝထည့်သွင်းဖွဲ့စည်းခြင်းမပြုတော့တာကိုတွေ့ရပါတယ်။ စိုးဝင်းကိုဥက္ကဋ္ဌဖြစ်နေဆောင်ရွက်ခဲ့တဲ့အမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီမှပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌဖြစ်နေ၎င်းတရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီမှလည်းဝင်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌဖြစ်နေ၎င်းလေယာမြေနဲ့အခြားမြေများတိန့်စည်းမှုပြန်လည်စီစဉ်ရေးကော်မတီမှ ညိုစောကိုဥက္ကဋ္ဌဖြစ်နေ၎င်းခတ်ထားတယ်လို့သိရပါတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကြတဲ့အသေးစားအငယ်စားနဲ့အလစားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားစိတ်ကော်မတီမှလည်းမင်းအောင်လှိုင်ကဥက္ကဋ္ဌညိုစောကိုဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ပါဝင်ပြီးတော့စိုးဝင်းကိုတော့လုံးဝဖဲထုတ်ထားတယ်လို့သိရပါတယ်။စမုတ်လုပ်ငန်းနဲ့စမုတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလည်းညိုစောကဥက္ကဋ္ဌဖြစ်နေ၎င်းမြမအထူးစီးပွားရေးဇုံဆိုင်ရာစီမံခန့်ခွဲရေးဗဟိုအဖွဲ့မှညိုစောကဥက္ကဋ္ဌဖြစ်နေ၎င်းပါဝင်ပြီးတော့ ဇိုးဝင်းကတော့လုံးဝကိုနေရာပြောက်ပြီးပါဝင်ခြင်းမရှိတော့ဘူးလို့သိရပါတယ် ဒါပေမဲ့အုပ်ချုပ်ရေးရန်တရာအတွက်အရေးပါတယ်ကော်မတီများနဲ့အဖွဲ့များမှစိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားတာကိုတွေ့ရပြီးတော့ဂုံနူးဆောင်ဘွဲ့ဒစိမ့်ချင်းမြင့်ရေးစီစဉ်ရေးအဖွဲ့မှစိုးဝင်းကိုနိုင်ရကအဖြစ်၎င်းနေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှစိုးဝင်းကိုဒုတိယဥက္ကဋ္ဌအဖြစ်နဲ့၎င်းမင်းအောင်လိုင်ကထည့်သွင်းဖွဲ့စည်းထားတယ်လို့သိရပါတယ်အလားတူပဲစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးများမှာလဲကြီးရေလေညီနိုင်ကုတ်ခဲရေးမှုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို မင်းအွန်လိုင်းကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားတဲ့အတွက်စိုးဝင်းဟာစစ်ဘက်ရေးရာနဲ့စီရင်ဆိုင်ရာစီမံခန့်ခွဲတဲ့လုတ်ပိုင်ခွင့်အများနှဲပါလာပြီးတော့ဂျောင်းထိုးခံနေရတယ်လို့သိရပါဗျ။စစ်ဘက်ရောအရက်ဘက်မှာရောဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်နှဲလာတာတွေ့ရပါတယ်။ဒါကနှစ်ဦးကြားမှာအဆင်မပြေလို့ဆိုတာထက်တက်ချုပ်ကသူ့လူတွေကိုပို့ပြီးတော့ပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ဒုချုပ်ရဲ့ဩဇာနဲ့အာဏာကျဆင်းအောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။ကြန့်ခိုင်ရေးပါတီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒုဗိုလ်ချုပ်ကြီးတွေမှလည်း ဒုတက်ချုပ်ရဲ့လူတွေမပါဝင်တော့ဘူးဒုတက်ချုပ်ရဲ့လူတော်တော်များများကစစ်ဘက်ရောအရက်ဘက်မှာရောနေရမရတာများတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်2024ခုနှစ်ဩဂတ်လအတွင်းမှာလဲစစ်ခွေးမင်းအောင်လိုင်ကညိုစောအောင်လင်းတို့နဲ့ရဲဝင်းတို့ကိုဗိုလ်ချုပ်ကြီးရာထူးများတုံးမြင့်ပေးခဲ့ပြီးတဲ့နောက်ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ရုံးခန်းကို၎င်းရဲ့ဘေးကျင်းကအခန်းနေရာမှာမထားတော့ဘဲအခြားဝေးတဲ့နေရာကိုအတင်းရွှေ့ပြောင်းစေခဲ့တယ်လို့သိရပါတယ် အရင်ကတော့ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့စစ်ရုံးကရုံးခန်းနဲ့တမရအိမ်တော်မှာရှိတဲ့စစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးခန်းတို့ဟာမင်းအောင်လိုင်းနဲ့အခန်းချင်းဘေးကပ်ရမှာထားရှိခဲ့ခြင်းဖြစ်တော့လေ2024ခုနှစ်ဩဂတ်လမှာစိုးဝင်းရဲ့စစ်ရုံးကရုံးခန်းကိုအောက်ထပ်ကို၎င်းဒုတိယဥက္ကဋ္ဌရုံးခန်းကိုတမရအိမ်တော်ကဒုတိယတမရအိမ်တော်ရုံးခန်းတို့၎င်းမင်းအောင်လိုင်းကအတင်းအကျပ်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းလုံမြို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့နေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ12ရက်နေ့ညနေ9:08မိနစ်အချိန်မှာစစ်တပ်ကမိုင်းလုံမျိုးလေကြီးကြီးပါကိုပေါင်250ဘုံးတလုံးနဲ့လာရောက်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒအပြင်အဲ့ဒီနေ့ညနေ9:07မိနစ်အချိန်မှာလည်းစစ်တပ်ကထပ်မံပြီးတော့ပေါင်250ဘုံးနှလုံးနဲ့လေရင်နဲ့ထပ်မံကျဲချခဲ့ရာဗစည်းကြီးပါအတွင်းကိုချက်ရောက်ပြီးနေအိမ်၄လုံးထိခိုက်ပျက်စီးသွားတယ်လို့ DNA လေးကပြောဆိုထားပါဗါဒအလားတူပဲအော်တိုဘားလ12ရက်နေ့ကလည်း စစ်ကောင်စီတပ်ကကြောင်မဲမြုံနယ်အတွင်းမှာရှိတဲ့တော့ဆန်ရွာမှခြေရွာကိုပေါင်150ဘုံနှလုံးလာရောက်ကျဲချခဲ့တဲ့အတွာပြည်သူလူထုနေထိုင်ရာနေအိမ်နှလုံးနဲ့ဘုံကြီးเจ้าမှာရှိတဲ့ဇရက်ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလ10ရက်နေ့ည9:52မိနစ်အချိန်မှာစစ်တပ်ကချင်းပြည်နယ်မတူပီမြို့ကိုလေးเจ้าကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာပြည်သူတအုပ်တေဆုံးပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့ချင်းတော်လိုင်းရဲ့သတင်းအရင်းမြစ်ကပြောပါတယ်။ ကျဲတာကမြို့ပေါ်မိသက်ယုံနဲ့ဘောလုံးကွင်းဘက်ကိုကျဲတာပါဖះเจ้าလည်းထိသွားတယ်နေအိမ်နေလည်းပြက်စီးတယ်တိုက်ပွဲဖြစ်တာမရှိပါဘူးဒီတိုင်းလေရင်နဲ့တမင်တက်တက်ကိုလာကျဲသွားတာလာကျဲတဲ့အချိန်ကည၈နာရီလောက်ရှိနေပြီပြည်သူလူထုအများကြီးရှိမနေလို့လူတယောက်ပဲသေးတာအခုလေเจ้าသတိပေးမှုတွေလုံနေတာရှိတယ်လို့ချင်းတော်လိုင်းရဲ့တရင်အင်းမြစ်ကရှင်းပြထားပါတယ် စစ်ခွေးတပ်ကအခုလာမဲ့ဒီဇင်ဘာလမှာကျင်းပရန်ရှိနေတဲ့ရွေးကောက်ပွဲမတိုင်မီစစ်ခွေးများလက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေများကိုပြန်လည်သိမ်းယူနိုင်ရန်အတွက်လေကြောင်းတိုက်ခတ်မှုနဲ့မြေပြင်ထိုးစစ်ကိုနှစ်ဆမြင့်တင်ရန်ဆုံးဖြတ်လှုပ်ဆောင်နေတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းဘိုကလေးမြို့နယ်တကံဝချင်းရွာအုပ်ချုပ်ရေးမှုလင်းနိုင်ကစစ်ဘုတ်ထမ်းကြီးဆိုပြီးတော့လာစဉ်ကောက်ခံရရှိတဲ့ငွေ3900နီးပါးကိုအလွဲသုံးစားလုပ်တဲ့အတွက်တန်ကြားစာပေးပို့ထားတော်လဲအရေးမယူတဲ့အပြင်ငွေကြေးကောက်ခံမှုတွေဟာပုံမှန်ဆိုးွားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘုတ်ကလေးမြို့နယ်တကံဝချင်းရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးလင်းနိုင်က2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းခြင်းဆိုပြီးချင်းရွာပြည်သူများထံကနေပြီးတော့လစဉ်ငွေကြေးများအတင်းအကျပ်ကောက်ခံခဲ့တယ်လို့သိရပါဗျ။စတင်ကောက်ခံတဲ့အချိန်ကအဲ့ဒီစစ်မှုထမ်းခြင်းဟာစစ်မှုထမ်းအဖြစ်နဲ့တွားရောက်မဲ့လူငယ်များကိုနင့်နာခြင်းနဲ့ထောက်ပံ့ခြင်းအဖြစ်နဲ့ပေးရန်အတွက်ဆိုပြီးတော့လစဉ်လာတိုင်းကောက်ခံခဲ့တယ်လို့သိရပါဗျ။အခုလိုလစဉ်ငွေကြေးများကောက်ခံခဲ့ရမှာရရှိတဲ့ငွေကြေးပမာဏဟာငွေကျပ်3,900နီးပါးရရှိလာတယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီငွေကြေးများကို စစ်ဗိုလ်ဒဏ်အဖြစ်နဲ့ဆေးလွတ်ခံရတဲ့လူငယ်များနဲ့မိသားစုဝင်များကိုလုံးဝပေးအပ်ခြင်းမရှိပဲအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကသက်ဆိုင်ရာမြို့နယ်အဖွဲ့များထံကိုလက်ငွေများပေးကာတုံးဆွဲပျော်ပါလျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီကိစ္စအတွက်စစ်ဗိုလ်ထမ်းရတဲ့လူငယ်များနဲ့မိသားစုဝင်များကမကြေနပ်ပဲနေပြည်တော်ကိုတိုင်ကြားထားတော်လဲဘာရေးယူမှုမှမရှိဘူးလို့သိရပါတယ်။စစ်ဗိုလ်ထမ်းမဲ့လူငယ်တွေကိုနေနာခြင်းနဲ့ထောက်ပံ့ခြင်းဆိုပြီးတော့ငွေတွေလာတိုင်းလိုလိုကောက်တာဗျာ။ အခုနောက်ဆုံးငွေကြေးကပေါင်းကြည့်တော့3900နီးပါးရှိတယ်တိတိကျကျဆိုရင်ကောက်ခံရရှိငွေကြက်689သိန်း4400ရှိပါတယ်ကြေးရွာအုပ်စုထဲမှာစစ်မှုထမ်းပါသွားတဲ့လူငယ်9ဦးရဲ့မိသားစုဝင်တွေကိုလည်းဘာထောက်ပံ့ခြင်းငွေမှမပေးဘူးဘိုးကလေးမျိုးနဲ့အုပ်ချုပ်ရေးမှုအဖွဲ့ကိုသူကလက်ထိုးပြီးပေးတယ်တို့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ကောက်လို့ရတဲ့ပတ်စံတွေကိုတုံးကျင်တိုင်းတုံးဖြုံးကျင်တိုင်းဖြုံးပျော်ပါနေတာပဲတွေ့ရတယ်။ညာတိုင်းလိုလိုမြို့ပေါ်တက် Cherry Wine KTV မှာပျော်ပါပြီးသူ့ရဲ့အထက်လူကြီးတွေနဲ့တယုံယုံဖြစ်နေတာလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါဗျ။ အခုလိုမျိုးပြည်သူတွေရဲ့ချွေးနှဲစာများကိုစစ်မှုထမ်းခြင်းအဖြစ်နဲ့ကောက်ခံပြီးစစ်မှုထမ်းလူငယ်များကိုထောက်ပံ့ခြင်းမပေးအပ်တဲ့အတော့နေပြည်တော်ကိုအားလုံးဝိုင်းပြီးတော့တိုင်ကြားထားတယ်လို့သိရပါဗျ။ဒါပေမဲ့သူ့ပထွေးနေပြည်တော်ကလူကြီးတွေကလည်းဘာအေးအေးယူမှုမှမရှိဘဲငွေကြေးကောက်ခံမှုဟာရခင်ကထဲ့တော်မှပုံမှန်ဆိုးွားလာတယ်လို့ပြောပါဗျ။ ်ပြည်သူငွေတွေကိုအလွဲသုံးစားလုပ်နေတာကြောင့်အထက်လူကြီးတွေစီကိုစာပို့တိုင်ကြားခဲ့ပေမဲ့အုတ်ချုပ်ရေးမှုကိုထိထိရောက်ရောက်အရေးယူခဲ့ခြင်းမရှိဘဲအုတ်ချုပ်ရေးမှုလင်းနိုင်ကိုခေါ်ယူစစ်ဆေးတာတော့ပဲလုပ်ခဲ့ပါတယ်မက်စလာ16ရက်နေ့မှာတိုင်ခဲ့တာပါအော်တိုဘာလ10ရက်နေ့မှာခေါ်ယူစစ်ဆေးပြီးတော့ဘာမှလည်းအရေးမယူပါဘူးသူ့ရဲ့အထက်ကလူကြီးတွေကိုပေးကျွေးထားတော့ Cherry Wine KTV မှာပြည်သူပိုင်းငွေတွေနဲ့တုံးဖြုံနေပါတယ်အခုလိုအများပြည်သူတွေစီးပွားရေးကြက်တဲနေတဲ့အချိန်မှာစစ်မှုထမ်းထောက်ပံ့ကြေးငွေဆိုပြီးတော့ခေါင်းစဉ်တက်ပြီးပြည်သူတွေရဲ့ချွေးနှဲစာကိုမတရားကောက်ခံပြီးတော့ အလွဲသုံးစားသုံးဖြုံနေတာကိုတာဝန်သိပြည်သူတွေကတိုင်စာပေးပို့ခဲ့ပေမယ့် အုတ်ချုပ်ရေးမှုလင်းနိုင်ဟာသူ့ရဲ့ပထွေအထက်လူကြီးတွေနဲ့ပေါင်းပြီးတော့မစင်မချင်းနေတဲ့အပြင်ပုံမုံဆိုးဝါးနေတာကိုတကံဝတိုင်းနေအတွင်းကပြည်သူတွေဟာလဲကြောက်ကြောက်နဲ့ငြိမ်ခံနေရပါတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။စိတ်ခွေးတက်ကဗိုလ်ကလေးမျိုးနဲ့အတွင်းမှာစစ်မှုထမ်းလူငယ်များရရှိစေရေးအတွက်ကြီးရွာနဲ့ရက်ကွက်အုတ်ချုပ်ရေးမှုများကိုပေါ်တာဆွဲခွင်စစ်မှုထမ်းကြီးကောက်ခံခွင်နဲ့လူငယ်များကိုဖမ်းဆီးချင်းချောက်ငွေတောင်းခံခွင်တရားဝင်ခွင့်ပြုထားတဲ့ပုံစံဖြစ်နေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ